ြောမယ်ဆိုရင်အဲ့အချိန်မှာငယ်သေးတာဟုတ်ငယ်သေးတော့ဒီဟိုဘောလုံးကြီးကလည်းဆက်သွားနေမှာပဲဒီဘောလုံးအသင်းကြီးကလည်းရှိနေဦးမှာပဲစိတ်ကအတွေးစိတ်ကရှိတယ်ပြောတယ်သူတို့ပြောတဲ့ဆိုလိုချင်တဲ့ဘောကမသုံးသင့်မဲနဲ့ဘာလို့သုံးတာလဲမဖြုံးမဖြုံးသင့်မဲနဲ့ဘယ်ຢာတွေဖြုံးတာဘာလို့ဖြုံးတာလဲဘာလို့မစုခဲ့တာလဲမဆောင်းခဲ့တာလဲဟိုဒါတော့သူသူကိုယ်ကိုလူငယ်တဘာဝတော့အဲ့အချိန်မှာဟိုပြောမစရင်ပတ်စံလည်းရနေတော့သုံးတာဖြုံးတာဟိုပြောမစရင်များတာပေါ့နော်ပြောမစရင်အခုတော့နောင်လာရတာပေါ့နော် ဒါနောင်နာတော့နောင်မရတာပါပဲလုတ်ပြီးလုတ်နေတဲ့အချိန်မှာဘာမှမသိဘူးလုတ်ပြီးရမှသာမှားမှန်သိတာလေအဲ့ဒါအခုအခုလိုဒီလိုအချိန်နေရောက်လာတော့ဒါကိုလုတ်ခဲ့တာတွေကအမားတစ်ခုဆိုတာကိုကနောင်နာရပါဘူးအဲ့အတွက်ရှေ့ဆက်ပြီးတော့ကိုကထပ်ပြီးတော့မမားဘူးပဲကို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 ယူဆက်ရတော့ပါဟုတ်ချီလီနီနာဝီမင်းမာဒီရခင်းစိမ့်ပြန်ပါရဲ့ဘွားတစ်ခုစီတို့အတွေးစားများ cercare di incrementare la volontà di pigna lela tin yi bo twa chanaru ri po yi tu nga pe ho lo ba de bwa ga she lia lo ma de ka za da ma bwa de khu pi song che ma bwa ga hla pa la ma ba da ba me အသက်35နှစ်အရွယ်လူပြောင်းနေတဲ့ရှေးဆက်ရမယ့်ဘဝမှာမလုပ်ရမယ်မမသိဖြစ်နိုင်တဲ့အန္တရာယ်ရှိလို့အရင်ဆုံးပြင်ဆင်ထားရမှာပါ။ကစားသမားအနေနဲ့လောက်ပဲဘောလုံးလောကမှာဖြတ်အလုရှာဖို့စီမံနိုင်တာပါ။ ဒီစကားတွေကိုပြောခဲ့သူကအီတလီနဲ့ JUVY ရဲ့နောက်ခံလူကြီးချီလီနီပါ။ဘောလုံးသမားတအုပ်အနေနဲ့ကစားသမားဘွားကအနာယူချိန်မှာလက်ကျန်ဘွားကိုဖျက်ဆီးနိုင်မှုအတွက်ပညာရည်ချက်တစ်ခုခုတက်မြောက်ထားတယ်လို့သူကပြောဆိုခဲ့တာပါ။ချီလီနီကိုယ်တိုင်ကလည်း Turin Tech တို့ကနေ CY စီမံခန့်ခွဲမှုကို Master ဘွဲ့ရယူထားပြီးဖြစ်ပါတယ်။အဲ့ဒါက2019လောက်ကပါ။ သူကအဲ့ဒီတော့ကနိုင်ငံကနယ်ပယ်မှာဂျူဗင်တက်ရဲ့စီးပွားရေးပုံစံဆိုတဲ့စာတမ်းကိုတင်သွင်းခဲ့တာပါဒီတစ်ခုလည်းမဟုတ်ပဲသူကတူရင်တက်သူကနေပဲစီးပွားရေးနဲ့ပွဲရရှိထားသူလည်းဖြစ်နေပြန်ပါတယ်ချီလီနီရဲ့ပြောစကားကတာမန်အဖြစ်ကြည့်ရင်အပေါ်ယံဆန်းဆန်းနားလည်းလွယ်ပြီမဲ့အယံနဲ့ဆိုင်ပါတယ်ဘောလုံးသမားတွေအားလုံးအတွက်လည်းကြီးမားတဲ့သတိပေးချက်တစ်ခု အချက်ပေးခေါလောင်းတာပါဘာလို့လဲဆိုတော့ကစားသမားအများစုက သူတို့ရဲ့ကစားသမားဘဝမှာပျော်မွေ့နေပြီရခင်းမြင့်ကိုကြောခိုင်းချိန်မှာဘလို့ရှိဆက်ကြမလဲဆိုတဲ့အနာဂတ်လမ်းကိုတိဆောက်နိုင်ကြလို့ပါပဲလက်ရှိဘောလုံးလောကမှာကစားသမားကနေနီးပြလ ీల သုံးသန်းသူစီစဉ်တင်ဆက်သူစသဖြင့်ပြန်လည်လောက်ကင်နေကြသူတွေဘလောက်ရှိလဲလောက်အောင်မြင်နေလဲဆိုတာတွေးကြည့်ပါကျွန်တော်ကများတို့သိလာတဲ့ကစားသမားအရေးတွက်ရဲ့အစွန်းထွက်တော်မှအောင်မြင်မှုမရှိတာဘောလုံးနယ်ပယ်မှာမရှိတော့တာကိုသတိထားမိပါလိမ့်မယ် ်ချီလီနီပြောချင်တာဒါပါပဲဘောလုံးနဲ့မင်းကင်းကွာသွားရင်ဘာတွေဆက်လုပ်မလဲအဲ့ဒီအတွက်မင်းဘာတွေတိထားတက်မြောက်ထားလေးလာထားပြီးပြီလဲဆိုတာပါပဲအခုလက်တော်ပြည်ရဲမှာနမဲကြီးနေတာကလက်ရွေးစင်အဆင့်ကစားသမားတဦးကလမ်းဘေးမှာအဝတ်ထည်တွေရောင်းချပြီးဝမ်းရည်ဖြည့်ရှင်းနေရတယ်ဆိုတာပါတဲ့တဲ့ပြောမယ်ဆိုရင်မြမလက်ရွေးစင်ဟောင်းနန်းဝေမင်းကခေစကားနဲ့ဆိုဘေးလုံးရောင်းပြီးဘွားကိုရင်ဆိုင်နေရပါတယ်ရှန်ကုန်ယူနိုက်တက် ဟန်ဒါရီယူနိုက်တက်နဲ့မြမလက်ရွေးစင်အဆင့်ကစားသမားတူကဒီလိုပြစ်နေတယ်ဆိုတာတော်လေးစိတ်ထိခိုက်ဖို့ကောင်းပါတယ်အချိန်နေအချိုးချောင်းတွေတိုက်ဆိုင်သွားချိန်မှာကစားသမားတူကအချိန်မတန်သေးခင်မျက်ခင်းမြင်ကိုကြောက်ခိုင်းပြီးခက်ခဲစွာနဲ့ဘဝကိုရင်ဆိုင်နေရတာပါဆိုလိုချင်တာကတော့သူအခုလိုမျိုးလောက်ကိုင်းတာကိုမလုပ်သင့်ဘူးလို့ဆိုလိုတာကဲရတာမဟုတ်ပါဘူးအဖြစ်တင်တာဖြစ်နေပြီ ဒီလိုမျိုးတွေမဖြစ်ရလျော့ခုဘက်ကပြင်ဆင်ထားခဲ့တဲ့ဆိုရဲချီရီနီရဲ့ပြောစကားကိုအလေးထားဖို့ပါပဲရိုနယ်ဒီဟိုဆိုတာကစားသမားဘဝမှာလက်ဖြားငွေတီးခဲ့တဲ့ကစားသမားပါစွန်းစားကြော်ညာတွေအများကြီးလောက်ခလစာတွေအများကြီးလူရှိထွက်ပြနေရတဲ့အခမ်းအနားအတွက်ပေါင်သိန်းနဲ့ချီရနေတဲ့ကစားသမားပါပြောပါမမော်သူအတုံးဆွဲကြက်တဲ့တဲ့ဒီဘရာဇီးသားဟာကစားသမားဘဝပြီးဆုံးချိန်မှာ ကြည့်သမျှအားလုံးကုန်ပြီဘန်ထဲမှာအင်္ဂလိပ်ငွေကြေးလေး25ပေါင်သာကျန်တော့တဲ့အထိပွားပြက်ခဲ့ရပါတယ်အဲ့ဒါရဲ့အကြီးကအချက်ကတော့ချီလီနီပြောခဲ့ဘာလို့ရမှန်းမသိဖြစ်နိုင်တဲ့အန္တရာယ်အတွက်ကြိုတင်မပြင်ဆင်ထားခဲ့လို့ပါပဲဒီဆော့ဂါဝက်ဘ်ဆိုက်ကပေါ်ပြပေးခဲ့ပူတဲ့ဘောလုံးသမားတွေကပညာအတက်ဆုံးကစားသမားဆင်းရဲမှာချီလီနီကနံပါတ်1ပါ Vincent Company, Dekan Watmore, Frank Lambert, Nagamoto, Annie Reister, Juan Mata မက်ခ်နိုလက် လူကာဂူတိုမိုရီတို့ ပါဝင်ပါတယ်တစ်ဖက်မှာတန်ဖိုးအကြောင်းဖြစ်တဲ့ဘောလုံးသမားဖြစ်ပေမဲ့တစ်ဖက်မှာလည်းသူတို့ရဲ့ပညာရေးကိုလည်းမလီဟင်းစေခဲ့ပါဘူးဒီအတွက်လည်းကစားသမားဘဝပြီးဆုံးချိန်မှာဆိုရင်သူတို့ကဘောလုံးလောကတွေပြောင်းဝင်မလားဒါမှမဟုတ်တခြားအလုပ်တစ်ခုလုပ်မလားဆိုတော့ကိုစိတ်ကြိုက်ရွေးချယ်နိုင်မှာပါရော်နယ်ဒိုမက်ဆီတို့လိုဘီလီယံနဲ့ချီပြီးဝင်ဝင်ရထားတဲ့ကစားသမားတွေကပညာရေးဘက်မှာအားနေပေမဲ့ဂျိုဒင်ပြင်ဆင်မှုအပိုင်းမှာအာမနေခဲ့ပါဘူး ဘောလုံးပြင်မှာပမာသူတို့ကစီးပွားရေးလုပ်ငန်းအများအပြားကိုလှုပ်ဆောင်ထားပြီးသူတွေပါရနရိုက ကိုပိုင်အမှတ်တရစိတ်ဖြစ်တဲ့ CR7 နာမည်နဲ့ဟိုတယ်တွေအဝတ်စားလုပ်ငန်းတွေပိုင်ဆိုင်ထားပါတယ်မက်ဆီဆိုရင်လည်းဘာစီလိုနာမှာဟိုတယ်ဝယ်ယူထားပြီးပြန်ဖွင့်လစ်ထားကလူမသိသေးတဲ့အခြားစီးပွားရေးတွေအများကြီးရှိနေပါတယ်သူတို့ကကစားသမားဘဝမှာပဲနောက်တစ်ချိန်အတွက်ကြိုပြီးစီမံကိန်းချလှုပ်ဆောင်ထားပြီးသားသူတွေဖြစ်ပါတယ် ဘောလုံးကြောင့်တန်းကြွယ်တရေဖြစ်သွားခဲ့ပေမဲ့လည်းပြင်ပကဘာကိုပြန်ရောက်ချိန်မှာလူမွေးစင်းခံခဲ့ရသူတွေလည်းမနေလာပါဘူး။ Liverpool နဲ့ Norway နောက်ခံလူဟာ risk ကအထင်ရှားဆုံးတာတကလည်းဖြစ်ပါတယ်။ငွေကြီးများပြားရတဲ့ကစားသမားတွေရောမှာအခက်ခဲကြုံရတယ်ဆိုရင်သူတို့လောက်မရတဲ့ကစားသမားတွေဘယ်လောက်စိုးရမလဲ။တွေးကြည့်လို့ရပါတယ်။ဒါတွေကဘသူမပြုတ်မိမိမှုဆိုပေမဲ့အသိပညာနဲ့နှိုင်းရှင်ချင်းချင်းပြီးကြိုတင်စဉ်းစားထားဖို့လိုအပ်တယ်ဆိုတာကိုမိမောင်းထိုးပြနေခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံကပိုဆိုးပါတယ်။စုကြေးစားကစားသမားခက်ကိုရောက်တာကလည်းလက်ချိုးရည်တွဲလို့ရတဲ့အနေအထားပဲရှိနေတာပါ။စပွန်ဆာတွေမြန်မာရဲ့လောက်ခလာစာခိုင်မာတဲ့ယက်တီမှုဆိုတာအခြေမကျသေးပါဘူး။လက်ရည်စင်အစဉ်ကစားသမားတို့အများဆုံးရတဲ့လာစာကတလ10သိန်းလို့ဆိုပါတယ်။ဒီပမာဏကိုနည်းနဲ့များတယ်မပြောလိုပါဘူး။ဒါပေမဲ့ဒီထက်မကရလာအောင်ကိုယ့်ဘက်ကစူးစမ်းဖို့လိုမယ်ရလာတဲ့ data တခုကိုအကျိုးရှိအောင်ဖန်တီးထားဖို့တော့လိုပါတယ် ဒါမှလည်းကစားသမားဘဝပြီးဆုံးချိန်မှာလက်ကျန်ဘဝကိုအစဉ်ပြေအောင်ဖြတ်တန်းနိုင်မှာပါမြန်မာကစားသမားအများစုကလက်ရှိအခြေအနေမှာတာယာနေတတ်ပြီးနောင်ရီအတွက်စဉ်းစားတွေးခေါ်မှုကမရှိသလောက်ပဲလို့ရေဘဝအဖြစ်ဆိုနိုင်ပါတယ်ဒါကြောင့်လဲတကယ်တမ်းအခက်အခဲတွေကြုံလာချိန်မှာကြုံတလို့ဖြစ်ရှင်းလာရပြီးပြည်သက်တွေအတွက်စိတ်မကောင်းစရာတွေဖြစ်လာခဲ့ရပါတယ်ဒါရီကချီလီနီပြောဆိုခဲ့ဘာလို့ရမှန်းမသိတာကိုရင်ဆိုင်မှုအပြေကျမရှာခဲ့အပြင်းစင်ထားခဲ့လို့ပါ နန်းဝေမင်းလိုကစားသမားတွေကိုပြိသက်တွေလည်းနောက်ထပ်မြင်ချင်မှာမဟုတ်ပါဘူး။ကိုချစ်ခင်အားပေးတဲ့ဘယ်ကစားသမားကိုမှခက်ခက်ခဲခဲရုန်းကန်နေရတာကိုမြင်တွေ့ချင်မှာမဟုတ်ပါဘူး။ဒါတွေအတွက်အရေးကြီးဆုံးကတော့ကာယကံရှင်ပါပဲ။ကြိုတင်ပြင်ဆင်ထားမလား။အလိုက်တင်လေးနေသွားမလား။ကိုယ်တိုင်ပဲရွေးချယ်ရမှာပါ။အချိန်အခါလွန်မှနောင်နာတွေနဲ့ရင်မဆိုင်ရပါစေနဲ့လို့မျှော်လင့်ရင်ဒါကိုလုတ်ခဲ့တာတွေကအမားတစ်ခုဆိုတာကိုကနောင်နာရပါ အခုလိုအားကစားသတင်းတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ like and share လေးလုပ်ပေးကြပါခင်ဗျာကြည့်ရှုပေးကြတဲ့ပေးတဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ